ကြရီဟန်နာတွေအတွက်လုံဆောင်သမျှအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်။ဒါပေမဲ့ကျမတို့လူပုထုစဉ်လူသားတွေအတွက်ကတော့အခုလိုမျိုးခက်မကောင်းတဲ့အခအချိန်ကာလမှာကျမတို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုံဆောင်ဖို့လိုအပ်ပါတယ်။နော်ဒီနှစ်ဒီကာလဟာအင်မတန်ချမ်းသာဖြစ်တဲ့အတွက်ကျမကတော့ လောချစ်တဲ့သူတွေအားလုံးကျမမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ဘာတိုက်တွန်းလာခြင်းလားလဲဆိုတော့เนาะဒီကာလမှာနံပါတ်1ကဘေးကင်းဖို့ကိုနံပါတ်1ဦးစားပေးပြီးတော့စဉ်းစားပါเนาะဟိုဒီကာလမှာချမ်းသာဖို့ထက်เนาะကျမပြောချင်တာကအလောဘနဲ့လောက်တာမျိုးလောဘနဲ့စဉ်းစားတာမျိုးရှောင်ပါနံပါတ်1ကဘေးကင်းဖို့ကိုစဉ်းစားပါပထမဦးဆုံးဟိုစဉ်းစားရမှာ baking ရလာเนาะ safety first ပေါ့เนาะ baking မို့ပထမဆုံးစဉ်းစားပါ ဒုတိယကတော့ကျမ်းမာဖို့ကိုစဉ်းစားပါเนาะဟာဒါကိုယ့်ရဲ့ကျမ်းမာရေးနဲ့ရှင်ပြီးတော့ကိုကစဉ်းစားရမယ်အချိန်ခါပါเนาะသုံးချက်ကတော့မှဒါကြီးပွားတိုးတက်ရေးကိုစဉ်းစားပါကြီးပွားတိုးတက်ရေးဆိုတာเนาะကျမတို့ဟိုပြောမယ်ဆိုလို့ရှင်เนาะဒီလိုကာလဒီလိုအချိန်မှာအရန်ကြီးတိုးတက်ကြီးပွားခြင်းလို့เนาะလောဘနဲ့အရန်တိုးတက်ကြီးပွားခြင်းလို့ကောင်းတဲ့ကာလ မဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ကျမကတော့ဘေးကင်းမှုကိုဥတည်ပြီးတော့နံပါတ်1ဘေးကင်းမှုစဉ်းစားပါဥတည်ပြီးတော့နံပါတ်2ကကျန်းမာဖို့စဉ်းစားပါနံပါတ်3ကเนาะကြီးပွားတိုးတက်ဖို့ကိုစဉ်းစားပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပြရစီဒီလိုကာလမှာเนาะ၅ပါးသီလကိုလုံအောင်ထိမ့်ပါเนาะအဲ့တော့ဒီလိုကာလမှာကျမတို့ဒါအခု ပြောမယ်ဆိုရင်တော့ကလိယုတ်ပေါ့နော်ကလိယုတ်ဆိုတာကတော့ဒါခစ်ဆိုးခစ်ပြက်မကောင်းတဲ့ကာလခေါ်ပါတယ်နော်အဲ့လိုယုတ်မှာတော့ကျမတို့ကနော်ငါးပါးသီလလုံတဲ့လူတွေအစင်ကြည်ပါမယ်နော်ငါးပါးသီလကိုအတတ်နိုင်ဆုံးနော်လုံအောင်ကြိုးစားပါပြီးရင်နော်ဖရာတရားတန်ခါနော်ဒါကျမတို့ဒီဘာသာရေးပေါ့နော်ဒါအခြားဘာသာတွေကလည်းဘာသာရေးလိုက်ဘာသာရေးဆိုင်ရာ နော်တွင်တင်မှုတွေနဲ့နေထိုင်ခြင်းဟာလေဒါဘေးကင်းလုံခြုံစေပါတယ်နော်အဲ့တော့ဒီလိုကာလမှာကျမကထပ်ပြီးတော့မေတ္တာနဲ့အကြံပြုတိုက်တွန်းချင်တာကတော့သက်ဆောက်ကမ္မထမ်း၄ပါးကိုဒီလိုကာလမှာကျင့်ဖို့ကျမကမေတ္တာနဲ့တိုက်တွန်းရစေနော်။ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်ဒီပင်လေဒီလိုကာလမှာကျမနော်မေတ္တာဘာဝနာပွားတယ်ဗုဒ္ဓ ानु သတိပွားတယ်နော်။သက်ဆောက်ကမ္မထမ်း၄ပါးဆိုတာကကျမ ညဝေးပါမယ်เนาะကျမလောက်ပထမတစ်ချက်ပါလဲဆိုတော့ဗုဒ္ဓနုသတိပါเนาะဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုပွားများတာပါเนาะအဲဂုဏ်တော်ကုံတော်ကိုပတိတပတ်စိတ်လေးရပါတယ်เนาะကျမစိတ်တဲ့နီးရကျမဘယ်လိုစိတ်လဲဆိုတော့အရဟံကိုဆိုလို့ရှိရင်ကျမတပတ်စိတ်တယ်ဒါကျမရဲ့ပတိလေးเนาะအရဟံဆိုရင်ကျမတပတ်စိတ်တယ်ပြီးရင်အရဟံစိတ်နေတဲ့အချိန်မှာကျမရဲ့ နော်နှလုံးသားထဲမှာကျမဘာကိုပွားနေလဲအရဟံဆိုစိတ်ကနေစိတ်နေခါမှာကျမဘာပွားလဲဆိုတော့ယောကိလေသာပေါင်းကိုကင်းစင်တော်မူပါတော့မြတ်စွာဘုရားနော်အဲ့ဒါကိုတကူပွားတယ်။မာကြောင့်လေကျမလည်းကိလေသာကင်းချင်တယ်နော်။အဲ့ဒါကြောင့်ကိလေသာတွေပယ်ခြင်းတတ်ချင်တယ်နော်။အဲ့ဒါကြောင့်ကိလေသာပေါင်းကိုကင်းစင်တော်မူတော်မူပါတော့မြတ်စွာဘုရားဆိုပြီးတော့အရဟံဂုဏ်တော်ကိုပွားတယ်။ပြီးရင်အရဟံဂုဏ်တော်မှာနောက်ကျမ ရန်သဘောကြတာစိတ်ွယ်ရအရန်နိုင်ပြီเนาะမကောင်းမှုကိုရှောင်ကျင်နိုင်လို့ရှောင်ကျင်တော့မူပါတော့မျက်စွာဖရားပေါ့เนาะအဲ့ဒါလေးကိုလေကျွန်မကွာတယ်เนาะဘာကြောင့်လဲဆိုတော့เนาะလူဆိုတာလေလူရှိသူရှိမှာเนาะသူတော်ကောင်းလို့နေထိုင်ကြပေမဲ့လူွယ်ရမှာเนาะအာဘယ်သူမှမမြင်တော့ဘူးဆိုတဲ့စိတ်ွယ်ရမှာတော့เนาะမကောင်းမှုကိုကျူးလွန်တတ်ကြတယ်เนาะအဲ့ဒါကြောင့်ဟောကိုပါလေးဟာဒီဂုံဒါလေးကတော့ကိုကသမသဘောကျเนาะအဲ့ဒါကြောင့်ကျွန်မကလေဒီ တစ်ခါတလေပေါ့နော်ဟိုတယောက်တည်းရှိရဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့ဟာဒါဘယ်သူမှမသိပါဘူးလို့နော်ယူဆနိုင်တဲ့အချိန်တွေမှာတော့ကျွန်မကိုကိုကိုထိန်းကျင်တယ်နော်အဲ့ဒါကြောင့်ကျွန်မကလည်းအရဟံလို့ပူဇော်တဲ့ခါတိုင်းမှာခိလေသာကင်းစင်တော်မူပါသောမြတ်စွာဘုရားစိတ်ကွဲရာအရနိုင်ပြီးမကောင်းမှုကိုရှောင်ကျင်တော်မူပါသောမြတ်စွာဘုရားနော်အဲ့ဒါကိုကျွန်မအငြင်းလမ်းနှလုံးသွင်းတယ်။အော်ငါကအဖြူရောင်ဝတ်တယ်ဆိုတဲ့အတိတ်ပဲရတယ်အဲ့ဒါပဲ။အဖြူရောင်ဝတ်ထားတဲ့အတွက်ပေလွယ်ဆွလွယ် เนาะအဲ့တော့အဖြူရောင်ဝတ်ထားတဲ့အတွက်ကျွန်မက ပေဖို့စွန့်ဖို့ပေါ့နော်တခုသတိလေးနဲ့နေပြစ်သွားတယ်နော်ဖြူအောင်ဝတ်ထားတဲ့အတွက်တခြားရောင်နေပေမှာစွန့်မအောင်ကြောက်တယ်အဲ့လိုပဲကျမတီလာထိန်းနေတဲ့ခါမှာနော်တီလာညှိုးသွားမှာစွန့်ထင်းသွားမှာကိုကျမကိုကျမထိန်းသိမ်းနိုင်ဖို့အတွက်ကျမအဖြူအောင်ဝတ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့က energy ပေါ့နော်ကျမတို့ Ricky Healer တွေကအဖြူအောင်ဝတ်တယ်နော်အဲ့ဒါကြောင့်လေကျမကျမဆရာမတွေဆရာတွေရဲ့သွန်သင်မှုတိုင်းကျမအဖြူအောင်ဝတ်တာပေါ့နော် ဟုတ်ပြီအဲ့တော့ကျွန်မဆက်ပြောပြစီเนาะအဲ့တော့သက်ဆောင်ကမ္မထံ၄ပါးဆိုတာပထမကဗုဒ္ဓနုသတိပွားတယ်ပေါ့เนาะဗုဒ္ဓနုသတိဆိုတာဘုံတော်ပွားမယ်เนาะဘုံတော်ပွားတာဗုဒ္ဓနုသတိပွားတာเนาะအဲ့ဒါကသက်ဆောင်ကမ္မထံဒါပထမကမ္မထံပေါ့เนาะဒုတိယကမ္မထံကကြတော့မေတ္တာဘာဝနာပွားတာ အမတန်ကိုအရေးကြီးတယ်เนาะအခုကတရားသာသနာခေတ်ဖြစ်တယ်เนาะနတ်တွေနတ်ကောင်းနတ်မြတ်တွေရဲ့စောင့်ရှောက်မှုလိုအပ်တယ်ကျမတို့เนาะအခုနတ်ဆိုးတွေမရှိဘူးလားရှိတယ်เนาะအခုအရန်ဆိုးတဲ့နတ်ဆိုးတွေရှိတယ်เนาะအထူးသဖြင့် black magic သမားတွေကဒီနတ်ဆိုးတွေကိုအသုံးပြုပြီးတော့เนาะဒီအောက်လန်းနီးတွေနဲ့เนาะဒီလူတွေကိုတိုက်ခိုက်တဲ့ညမှာ black magic သမားတွေကအောက်လန်းနီးကိုအသုံးပြုပြီးတော့နတ်ဆိုးတွေကိုသုံးပြီးတော့တိုက်ခိုက်တယ်เนาะအဲ့တော့ကျမတို့က မေတ္တာဘာဝနာပွားနေခြင်းအဖြစ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ်ကိုကောင်းတဲ့သမာဓိဝါနှက်ကောင်းနှက်မြတ်တည်းရဲ့ကုညီဆောက်ရှောက်မှုကိုရစေရနော်အဲ့ဒါကြောင့်ကျွန်မကတော့မေတ္တာဘာဝနာပွားပါသက်ဆောင်ကမ္မထမ်းထဲမှာဒုတိယကမ္မထမ်းကမေတ္တာဘာဝနာပါအဲ့တော့မေတ္တာဘာဝနာဘယ်လိုပွားမလဲနော်လွယ်လွယ်လေး เนาะဘယ်လိုလဲဆိုတော့เนาะကျမကတော့ဘာလုပ်လဲဆိုတော့ကျမကတော့ဟိုတပုံချင်းစီကိုကျမမြေတာပွားတယ်เนาะအဲ့လိုနီလန်းနဲ့မြေတာပွားခြင်းလေးရတယ်အဲ့လိုမဟုတ်ဘူးဆရာမကျမတို့ကเนาะလိုကြမ်းပါပါစေချမ်းသာပါစေရွတ်နေလို့မရဘူးလားရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဥတီယာရှိရမယ်เนาะ ဘသူ့ကိုကြမ်းမာစေချင်တာလဲချမ်းသာစေချင်တာလဲဟုတ်လားအဲ့တော့အလွယ်ဆုံးကတော့လူနဲ့မြမတတ္တဝါတွေကြမ်းမာပါစီချမ်းသာပါစီဘေးရန်ကင်းကြပါစီစိရဲ့ဒုက္ခကင်းကြပါစီနှလုံးစေဝအေးချမ်းကြပါစီဒါဆိုရင်တော့လူနဲ့မြမတတ္တဝါတွေလို့ပြောလိုက်တဲ့အတွက်အားလုံးပါသွားပြီเนาะအဲ့ဒါကို အချိန်လုံးအားနေတဲ့အချိန်တွေမှာရွတ်နေလို့လည်းရရတယ်ပေါ့နော်လူနဲ့မြမသတ္တဝါတွေစမ်းမာကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီနှလုံးစိတ်ဝမ်းအေးချမ်းကြပါစီဒါမျိုးတစ်ချိန်လုံးရွတ်နေတာလေဒါလေပြောမယ်ဆိုတော့မေတ္တာဘာဝနာပွားခြင်းပါเนาะအင်မတန်ကိုအချိုးထူးပါတယ်เนาะဘာကြောင့်ဒါကျွန်မ အတွေ့အကြုံတစ်ခုပေါ့နော်ကျမကလည်းအဲ့လိုမျိုးဒီလိုမျိုး Facebook ကနေ live လွှင့်တာကိုကြည့်ပြီးတော့ကျမကိုကြည့်ပြီးတော့ black matching နဲ့လုပ်နေတဲ့လူရှိတယ်နော်ဒီလားအဲ့လိုမျိုးကျမလွှင့်နေတယ်ကျမရဲ့ live ကိုကြည့်ရင်းနဲ့ကျမကိုကြည့်ရင်းနဲ့ black magic နဲ့လုံနေတဲ့လူရှိတယ်ဒါပေမဲ့ကျမကတော့တိပေမဲ့ကျမကမြစ်တာနဲ့ပဲကျမကမြစ်တာပဲပို့တယ်ကျမတခြားလဲဘာမှမလုံတတ်ဘူးမလုံတတ်တဲ့အတွက်ကျမကမြစ်တာနဲ့ပို့တယ်မြစ်တာပို့တဲ့ဟာပဲကျမလုံတတ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဘလက်နဲ့ချစ်နဲ့လုံတယ်ဆိုရင်တောင်မှကိုကမြတ်တာပွားနေတာဖြစ်တဲ့အတွက်နော်အဲ့တော့ကိုနားမှာ energy ကကောင်းနေတယ်မြတ်တာပွားနေတဲ့လူရဲ့နားမှာ ရှိနေတဲ့ energy ကကောင်းနေတုံတက်ယုံ negative energy တွေကကိုရှိကိုမရောက်နိုင်ဘူးပေါ့နော် positive energy တွေများတယ်ပေါ့နော်ကိုကိုယ်တိုင်ကလည်း positive energy တွေနေ ရှိနေတယ်ပတ်ဝန်းကျင်ကလည်း positive energy တွေရှိနေတယ်ဆိုရင် negative energy တွေလာဖို့ခက်ခဲတယ်ပေါ့เนาะအဲ့တော့မြစ်တာပေါင်းတာပွားပါနံပါတ်3ကကြတော့ကျမတို့ကအာနာပါနာကမ္မထမ်းပါเนาะဒါကတော့တတိလေးရှိနေမယ်အချိန်တိုင်းเนาะကျမတို့ကတတိလေးအချိန်တိုင်းရှိနေရင် တုံပြယုံကိလေသာတွေစိတ်အညစ်အကြေးတွေမဝင်နိုင်ဘူးပေါ့နော်အဲကိလေသာဆိုတာဘာနေစဖြစ်လဲဆိုကျမတို့ရဲ့အတွေးတွေဟာနေမကောင်းတဲ့အတွေးတွေကနေပြီးတော့ကျမတို့ကိလေသာတွေဖြစ်စေတာလीနော်အဲ့တော့ကိုကသတိလေးရှိနေတယ်ဥမာအခုကျမ live လွှင့်နေတယ်ဆိုရင် live လွှင့်နေတဲ့သတိလေးရှိနေမယ်ကိုကဘေးရင်တွက်နေတယ်ဆိုဘေးရင်တွက်နေတဲ့သတိလေးရှိနေမယ်ထမင်းဟင်းချက်နေလေ ချက်တဲ့ထဲမှာကိုကဒါလေးကဩဒါလေးကဘာလေးပြီးလို့ရှိရင်တော့ဘာလေးထည့်မယ်ဒီဟာကိုပဲဒီပြစ်စုံပံကိုပဲဒါလေးကိုပဲကျမတို့ကလုပ်နေတာဖြစ်တဲ့အတွက်ကျမတို့မှာတခြားအာယုံမရှိတော့ဘူးเนาะအဲ့တော့ပြောချင်တာကเนาะအာနာပါနကမ္မထမ်းကိုကျမတို့ကအားထုတ်တဲ့အခါမှာတတိယမြဲလာတယ်เนาะလေ့ကျင့်ယူရတယ်เนาะတတိရှိလို့เนาะအရာရာပြစ်စုံပံမှာပဲနေဖို့ အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးပဲနဲ့ပစ္စုပ္ပန်မှာတည့်တည့်ပဲနေဖို့ဆိုတာကကျမတို့ကအလေးအချင်တွေလိုအပ်တယ်အဲ့တော့အာနာပါနာကမ္မထမ်းနဲ့ကျမတို့အာနာပါနာကမ္မထမ်းအားထုတ်ရေးကျမတို့သတိတွေမြဲလာတယ်နော်အဲစိတ်တွေပြောမယ်ဆိုတော့ကိလေသာတွေတဖြည်းဖြည်းနဲ့ပယ်နိုင်တတ်နိုင်တဲ့အဆင့်ထိရောက်နိုင်တယ်နော်အဲ့တော့အာနာပါနာကမ္မထမ်းအားထုတ်ပါ နံပါတ်၄เนาะသက်ဆောင်ကမ္မထံ၄ပါးနောက်ဆုံးကမ္မထံကတော့ဗာလဲဆိုတော့အတုပကမ္မထံပါเนาะမရဏာနုတတိပွားရင်လည်းရတယ်အတုပကမ္မထံရှုရင်လည်းရတယ်ကျမကတော့အတုပကမ္မထံ နော်အထုတ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မှာအစွဲတွေရှိနေတယ်တဏှာတွေရှိတယ်ပေါ့နော်။အဲကျမဆိုလို့ရှိရင်နော်အာသုဘကမ္မထံကိုကျမအထုတ်တယ်။ပတောကိုနော်ဟိုအထုတ်ခဲ့ရတယ်ပထမအထုတ်တော့ကဆိုရင်နော် body ကိုယ့်ရဲ့ body ပေါ့နော် dead body ကိုလောက်တွေတွေးတာတွေ့ရမျက်နှာတွေလောက်တွေတွေးအကောင်တွေတွေးတိအိတ်ချိန်ကြရကျမကြောက်ပြီးတော့ကျမကမ္မထံရက်ပလိုက်ဟိုဆက်ပြီးတော့အာမထုတ်နိုင်ဘူးပေါ့နော်။ အဲ့လိုမျိုးနှစ်ကြိမ်လောက်ဖြစ်ပြီးမှနောက်တစ်ဆင့်ကိုကလည်းအဲ့လိုမျိုးဖြစ်တော့ကိုကလည်းဟိုကြောက်ပြီးတော့ကိုကရက်လိုက်တာပေါ့နော်အဲအဲ့ဒါနဲ့နောက်တစ်ဆင့်နောက်ထပ်ပြီးတော့အာထုတ်အာထုတ်ပြီးမှဘာဖြစ်သွားလဲဆိုတော့ကိုကအယိုးကျတယ်ကိုရဲ့ဒီဟိုဟာပေါ့အသားတွေကညီအရေးတွေအရေးတွေအရွေးတွေကျပြီးတော့နောက်ဆုံးအယိုးကဂလောက်ဆုပ်ပြီးတော့ကျတဲ့အခြေအနေထိနော်ဒါကိုဆက်ပြီးတော့အာထုတ်တယ်ပေါ့နော်ကုကုကိုအာသုဘနော်ကမ္မထန် ာသုဘအနေနဲ့အာသုဘလုံးဝအာသုဘကြီးအာသုဘမှာမှနောက်ဆုံးကြတော့အယိုးပဲကျန်တယ်ကိုယ်ကိုလည်းအကောင်ကြီးစားတယ်ဟလားဒီရနေအသားလေးမှလောက်ကိတွေတယ်ဟလားအည်ဒီကြတယ်အဲ့လိုမျိုးဖြစ်ပြီးအခြေအနေကြုံပြီးငါနော်ဟုတ်ပြီကိုဟာကိုလေအာသုဘကမ္ဘာရှုပ်ပြီးတဲ့ခါမှာဘသူတွေဆက်ရှုပ်လဲလို့ပြောရင်เนาะ ကိုရဲ့မိသားစုတွေလေဟလာကိုသားသမီးတွေဟလာကိုခင်မကိုဖခင်အမေဒါတွေရှုရဲကျမသားသမီးတွေကိုကျမရှုရဲเนาะကျမခင်မလည်းရှုရဲရှုလို့ရတယ်အဲ့တော့ဒါကျမအတွေ့အကြုံပြောပြကျမအဖေကိုကြတော့လေကျမတော်တော်လေးဖဖေကိုအဲ့လိုအာသုဘလိုမြင်လိုက်တိုင်းဒီရင်ပတ်ကြီးမှလေးကျင်းပြီးတော့နာပြီးတော့ဆို့လာဆက်ပြီးတော့ရှုလို့မရဘူးအဲ့ဒါနဲ့ကျမအောင်လန်ဆရာတော်ဖုန်းဖုန်းကိုကျမရှောက်တယ် ဟုတ်ဖို့တပြည့်တော်အဖေကိုတပြည့်တော်ကအသုဘကမ္မထက်ရှူတာအရင်ခက်ခဲပါတယ်တပြည့်တော်ရှူလို့မရဘူးအဲ့ဒါဖေကိုရှူလိုက်တယ်ဖေဖေးလို့မြင်ပြီးတော့ဖေဖေးကိုအာသုဘနဲ့မြင်လိုက်လိုက်ဒီဘက်ရင်ဘတ်ကြီးရဲ့မာလီဖူပြီးကြက်လာဆက်ရှူလို့မရအောင်အဲ့ဒါဆိုတော့ဖုံဖုံကိုရှောက်တော့ဖုံဖုံကကျမကိုမပြောလဲဆိုတော့ဒကမကြီးတဲ့ဒကမကြီး ခင်မောနဲ့ဒကမာကြီးအိမ်အောင်သက်ကဘလောက်ရှိပြီရောနဲ့25နဲ့ပါဗျာနော်ဒကမာကြီးသားနဲ့ရောအိမ်ကတော့25နဲ့ပေါ့နော်အဲ25နဲ့ပါဗျာသားနဲ့ရောသားကတော့24နဲ့ပါဗျာအိမ်ကသား24နဲ့ပဲရှိသေးရောအဲ့တော့ဟုတ်ပြီဒကမာကြီးအသက်ဘလောက်ရှိပြီရောအဲ့တော့ကတော့40ပေါ့နော် sorry 50ပေါ့နော် sorry နော်40မဟုတ်ဘူး50ပါအခုတော့52နှစ်ရှိပါပြီနော်အဲ့တော့အဲ90ပေါ့နော်90ဆိုတော့ အာဖုံဖုံတပည့်အဲ့ဟုတ်ပြီအဲ့တော့ဒကမကြီးစဉ်းစားကြည့်ဒကမကြီးသားကိုရှုရှုနိုင်တယ်ဒကမကြီးကဘာကြောင့်လဲသူက24နှစ်ပဲရှိသေးတယ်ဒကမကြီးသူ့ကိုဆွဲလန်းတာ24နှစ်ခင်မုန်းကလည်း25နှစ်အိမ်တော်သား25နှစ်ဆိုရင် ခင်မုန်းကလည်း25နှစ်ပဲဒကမကြီးအသက်50ရှိပြီဆိုတော့ဒီအဖေပေါ်မှာချစ်တဲ့မေတ္တာကချစ်တဲ့အချစ်ပေါ့နော်นี่90ရှိပြီလေအဲ့ဒါကြောင့်ဒကမကြီးဒကမကြီးကပို့ပြီးတော့အဖေကိုပို့ချစ်တယ်ဆိုတာเนาะ က်90ရှိပြီလေဆိုတော့ကျမစိတ်ကဩဒါအဆွဲပဲเนาะငါအဖေငါအမေဟလာငါဆိုရဲအဆွဲနောက်မှာသွားလိုက်တဲ့เนาะပြောမယ်ဆိုလို့ရှိရင်เนาะဒါဒူမာเนาะဟိုတန်ရုံးစင်เนาะဒါတွေကဒါငါအဖေငါအမေဟလာငါခင်မိုးငါသားငါသမီးဆိုတဲ့အဆွဲကတဏเนาะအဝိဇ္ဇာတဏအဲ့တော့ဒါတွေကကျမတို့ကိုဆွဲထားတယ်ကျမတို့ကို ချုပ်ထားတဲ့အတွက်ကျမတို့ကပြောမယ်ဆိုဒါတွေရရောနိဗ္ဗာန်ကိုရောက်ဖို့အတွက်အခက်အတားအဆီးတွေပဲနော်အဲ့တော့ကျမအဲ့ဒါကိုသဘောပေါက်သွားဩရှင်ပြားပြောတာဟုတ်တယ်ပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့အာသုဘကမ္မဋ္ဌာန်းရှုတဲ့အခါမှာဖဖေးကိုလုံးဝယုံတဲ့နာမည်ဒါကဒါကြီးကအာသုဘကြီးဒါကြီးက dead body ပေါ့နော်ဒါယုံတဲ့နာမည်ဩတကယ်လို့ငါတို့မှာတကယ်တော့ဘာမှမရှိပါလားငါငါငါထင်နေတာเนาะဒါငါလို့ထင်နေတာတကယ်တော့ငါမဟုတ်ဘူး တကင်ကိုရုပ်နဲ့နာမယ်အဲ့လိုပဲဟာငါအခု live လွှင့်နေတယ်လို့ထင်နေတာ no အဲ့ဒါငါလုံလို့ရနေတာမဟုတ်ဘူးဒါကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာเนาะတကယ်တမ်းစဉ်းစားကြည့်เนาะကျမတို့လုံနိုင်နေဆိုတာလောကမှာဘာမှမရှိဘူးအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာတွေပဲရှိတယ်တိုက်ဆိုင်တာเนาะကျမတို့လောက်တာမဟုတ်ဘူးဒါတွေကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာလေကြည့်ပေးเนาะအဲ့တော့ပြောချင်တာက အဲ့ဒီအာသုဘကမ္မထံပေါ့နော်ကျွန်မအတွက်ကတော့ဒီအာသုဘကမ္မထံကအင်မတန်ကိုဒီအစွဲတွေကိုချွတ်စေတဲ့ကမ္မထံပဲကျွန်မအတွက်ကတော့နော်အဲ့တော့ဒီသက်ဆောင်ကမ္မထံ၄ပါးကိုအထုတ်လိုက်တာနဲ့လောကရန်ကိုကျွန်မတို့လက်ခံနိုင်နေကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်ကောင်းတဲ့လောကရန်မှာလည်းအရန်ကြီးနော်အော်ဒါကတော့ဒီကောင်းတဲ့လောကရန်ကိုကြုံရတဲ့အခါမှာနော်အရန်တိမ်မွေ့တယ်အဲ့ဒါပိုဆိုးတယ် စိုးတဲ့လောကရံမှာကျမတို့ကတဝီကရပြီးတော့เนาะဘာသာရေးเนาะဟိုစိတ်နှလုံးနေอ่ะเนาะစိုးတဲ့လောကရံနဲ့တွေ့ပြီးဆိုလူတွေကတိမ်မွေ့ပြီးတော့လူတွေကပို့ပြီးတော့လူကောင်းပို့ဖြစ်သွားတယ်เนาะကောင်းတဲ့လောကရံနဲ့တွေ့တဲ့ခါကျလူတွေကမောက်မာလာပြီးတော့လူတွေကငာဆိုတဲ့เนาะထင်နေဟလာမာနတွေဟလာအတ္တတွေဒါတွေကလောဘတွေပို့ပြီးတော့ကြီးလာတယ်เนาะအဲ့တော့ ကောင်းတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံဆိုးတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံသဘာဝတရားကိုကျမတို့ကလက်ခံနိုင်ပြီးတော့ဩဒါတော့လောကဓာတ်ပဲဒါတွေကငါတို့ရဲ့နော်ကိလေသာတွေနဲ့နော်ပြောမယ်ဆိုလို့ရှင်တော့လောဘတွေဟလာလောဘတွေကြောင့်ဖြစ်လာတဲ့လောကဓာတ်နေပဲဆိုတာကိုလက်ခံနားလေလိုင်းကျမတို့နော်တန်တရားနေပြီးတော့ကျမတို့လွတ်မြောက်တဲ့နိဗ္ဗာန်ကိုနော်မျှော်မှန်းနိုင်တဲ့ အခြေအနေတစ်ခုကိုကျမတို့ကရောက်သွားနိုင်နေပေါ့နော်အဲ့တော့သက်ဆောင်ကမ္မထန်၄ပါးကိုထိုင်မှာသက်ဆောင်ကမ္မထန်၄ပါးကိုရှင်းချင်မှာလို့ကျမကချက်တဲ့သူတွေကိုတကယ်ကိုမြတ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့ သက်ဆောင်ကမ္မထံ၄ပါးတရက်ထဲမှာ၄ပါးစလုံးမထိုင်နိုင်ဘူးဆိုရင်တနည်းကိုတပါးစီထိုင်သွားပါဗုဒ္ဓနုစတိဒီနေ့ကတော့ဗုဒ္ဓနုစတိထိုင်မယ်နောက်နေ့ကတော့မေတ္တာဘာဝနာလေးပွားမယ်နောက်နေ့ကတော့အာနာပါနကမ္မထံလေးအာထုတ်မယ်နောက်နေ့ကတော့အသုဘကမ္မထံအာထုတ်မယ်အဲ့လိုမျိုးတနည်းချင်းစီကိုအာထုတ်မယ်ဆိုလို့ရှိရင်လည်းဒါရပါတယ်နေ့တိုင်းနော်ဒါလေးကိုတော့အထုတ်ဖြစ်အောင်အထုတ်ပါကမ္မထံကိုအထုတ်ဖြစ်အောင်အထုတ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်ရှင်